ကျမတို့ရဲ့ Freedom for Future YouTube Channel လေးကနေအပတ်စဉ်ထုတ်လွှင့်ပေးနေတယ်။ဒုက္ခမျိုးတော်အပိုင်းရှိကို နားဆင်အပ်ပေးနေကြတဲ့တော်လံပြည်သူများအားလုံးမင်္ဂလာပါရှင်။ဒီကနေ့လေးမှာတော့ဒုက္ခမျိုးတော်အပိုင်း26ကိုဆက်လက်ဖပြတင်ဆက်ပေးပါမယ်ရှင်။ အခြေအနေသည်တဖြည်းဖြည်းဆိုလာခဲ့၏အစဉ်စဉ်ပိတ်ဆို့မှုများကြောင့်လမ်းမများပေါ်တွင်ရင်အသွာအလာကျတဲ့ပိတ်ဆို့လာခဲ့သည်တခါတရံတွင်ရှေ့ကိုခြေတလန်းစာကလေးရောက်ဖို့ပင်လင်းမနေသွားอยู่ရ၏ရက်စစ်တအားပြတ်တော့၍ရထတော်တရထားများယေရှုသဖြင့်ဆက်ကောင်းမှရင်းနှွင့်တွေတထောင်ထောင်ဖြင့်ဆက်ပြက်နေသောမော်တော်ယာဉ်များဝင်းယိုးကျိုးလျက်သို့မဟုတ် တုံးလုံးကြီးလေးလျက်ရှိသောနှစ်ထပ်ဘတ်စကားကြီးများကြောင့်လမ်းမတစ်ခုလုံးတွင်ပိတ်ဆို့နေတတ်သည်အဝါရောင်စေးမညီမညာတုတ်ထားသည့်တက္ကစီများသည်ဟွန်တန်တတီတီဖြင့်ရှေ့သို့အတင်းတက်နေကြသည်ဝန်ပြည့်တင်ထားသည့်ကျွဲလေးများနှင့်ခေါင်းပေါ်တွင်ပစ္စည်းများကိုထမ်းပိုးလာကြသည့်ကူလီများသည်ကြီးမားကျယ်ပြန့်လာသော ထိုရေကြီးထဲတွင်ကူးခတ်နေကြသည် ရေပိုက်များနှင့်မိလာပိုက်များပေါက်သဖြင့်လမ်းမကြီးပေါ်တွင်ဘွက်တွေအိုင်တွေထွန်းနေရာ ကတ္တရာဆေးမှကော့ကော့လေးသာကြံတော့သည်လမ်းချများနှင့်လမ်းသွားလမ်းလာများသည် ထိုကတ္တရာခင်းမမလေးကို လူသွားနေကြသည်အရာအလုံးသည်တစ်နေ့ထက်တစ်နေ့ပို၍အက်အက်လာပြီးပို၍ပြိုပြိုလာသည်ဟုထင်ရသည်လမ်းချစီးတဲ့သူတစ်မျိုးရှိသေးတယ် လန်ချခေါ်စီပြီးဆင်းလဲဆင်းရောဘိုက်ကိုဓာတ်နဲ့ထောက်ပြီးဆွဲလို့ရတဲ့လန်ချကကလေးကိုလူယူသွားတဲ့လူမျိုးတွေအယက်သမားကိုတင်လာမိရင်လည်းအစင်းမှာလက်သီးနဲ့ထိုးသွားတယ်။ပြည့်တစားတော့ဘာလို့ကြတော့လန်ချပေါ်ကဆင်းပြီးလစ်ပြေးတယ်။ပတ်စံပြီးမသွားဘူးပတ်စံဝါလာတွေကြတော့လဲတပြားနှစ်ပြားနဲ့ကက်ပြီးစစ်ချင်းစစ်နေတာဟုဟာရှိဘကပြောသည် တနေ့နိုင်ဟာစရီဘာသည်ငွေသွားပို့ရင် မနီအော်ဒါငွေပို့သည့်ပုံစံအောက်ပိုင်းကွက်လက်ကလေးတဲတွင် အဖေဖို့စာတစ်ချောင်းနှစ်ချောင်းလောက်ရေးချင်ကြောင်း၆လစီရီကိုပြောသည် ကျွန်တော်တို့အားလုံးကြမှာကြပါသည်ယခုကျွန်တော်လမ်းချဆွဲနေပါသည်ဟုထိုစာတိုကလေးတဲတွင်ရေးထား၏ဟာစရီဘာသည် သူ့ကိုမိခိုနေသည့်မိဘများထံဤသို့အလုရှိကြောင်းပြောလိုက်ရသည့်အတွက်ဝမ်းသာသည်ဂုဏ်ယူသည်ဟာစရီဘာသည် သူစနီသားသမီး၃ဦးတို့နှင့်အတူစတေးချနေရာလမ်းဘေးပလက်ဖောင်းသို့ပြန်လာခဲ့သည် သူတွင်သတင်းကောင်းတစ်ခု ပြောစရာရှိသည်မဟုတ်လောမိမကြီးကျူးကျော်ရက်ကတ်တစ်ခုထဲမှအိတ်ခမ်းကလေးတစ်ခုရခဲ့ပြီကွဟုသူမိမကိုလှမ်းပြောသည် သူမိမအာလောကသည်အိမ်ကြီးချင်းတယောက်၏ဓာန်အုပ်ကိုဆေးပေးနေ၏ကျူးကျော်ရက်ကတ်ဆိုပါကလားသူတို့တော့မှဆိုရင်ကန်နေတွင် နေတိုင်းရေချိုး၍ရသည် တဲတဲတွင်တန်တန်ရှင်းရှင်းကြဲကြဲလွန့်လွန့်နေနိုင်သည်လက်လက်ဆက်ဆက်အစာကိုစားနိုင်သည်ယခုဆင်းရဲသားရွက်ကထဲကတဲကုတ်ကလေးတွင်နေရတော်မီရေမရှိရေမြောင်းမရှိတခါတရံတွင်အိမ်သာပင်မရှိထို့ကြောင့်စင်ရတရက်ွက်တဲကတဲကုတ်ကလေးတလုံးကိုရမည်ဆိုသည့်အခါတွင်ထူးထူးခြားခြားဝန်တာခြင်းဖြစ်မည် တို့ရတွင် platform ပေါ်တွင်နေရသည့်ထက်တော့ကောင်းသည်ယခု platform ပေါ်တွင်ဆိုရင်တစ်တားလေးလုံးပေါ်တွင်တွပြကလေးခင်းကဆောင်းကလေးတွေကို မိုးထားရသည် ဆောင်းနှင်းဆိုရင်ဘလို့နေရမည်မသိသည်မိုးတွင်ဆိုရင်လည်းဒုက္ခဟာစရီပါရှာတွေ့ခဲ့သည့်စတူယန်ပေ30ရှိအခန်းချင်းကလေးရှိရာ ကျူးကျော်တဲတတိုင်မှာမြို့လေကောင်ချောင်းကီလမ်းမအစွန်တွင်ရှိသည်ယခင်ကထိုနေရာတွင် တိုက်ပြည့်ကြီးတစ်လုံးရှိ၏ တောမလာသည့်ဒုက္ခသည်များသည်ကလကတားသို့ရောက်လာကြကနေစရာမရှိသဖြင့်မိုင်နာပန်းချံလန်းနှင့်ချောင်းကြီးလမ်းမကြီးကြားကတိုက်ပြဲအုတ်ခုံဟောင်းကြီးပေါ်တွင် လာ၍စတဲ့ချကြသည်မူလကသုံးလေးဦးမျှသာ နေပူသည့်အခါတွင် တိုင်ကလေးတွေထူကအဝစ်ဆကလေးများကိုမိုးကြသည်ထို့နောက်တွင် နောက်လူများတဖွဲဖွဲရောက်လာကြက မြို့တော်ကြီး၏လူစီကားရာမြို့လေကောင်တွင် ကျူးကျော်သေးတိုက်ကြီးတစ်ခု နေချင်းညချင်းပေါ်လာခဲ့သည် မိသူကားများသူတို့ကိုကန့်ကွက်ခြင်းမပြုကြမြူနစ်စပယ်အာဏာပိုင်များကတော်၎င်းပလိကတော်၎င်းပိုင်ရှင်ကတော်၎င်းမိသူမျှအေးအေးယူခြင်းမရှိမြို့တော်ကြီးတစ်ခုလုံးတွင်ထိုးထိုးသောဆင်းရဲသားရက်ကွက်တွင်ဘွားစာတက်ကလုံချီပေါက်ဖာသည့်ဖာယာများလိုပြင်းထန်လျက်သူကျူးကျော်တဲတိုင်းများတွင် အချိန်မဲ့နေမဲ့လူထောင်ပေါင်းများစွာတို့တိုးဝေနေနေကြသည်မှာဘာမျှမဆန်းတချို့ရက်ွက်များတွင်ဆိုရင်ရေပုံပိုင်းတို့ရေတွင်းတို့ပင်မရှိ ထို့သောသောဆင်းရဲသားရက်ွက်ကျွငယ်ကလေးများသည်ကလကတိုင်းမြို့ကြီးထဲတွင်မျိုးဆက်တစ်ဆက်လောက်ကြာခဲ့ပြီတို့ရတွင် ထိုဆင်းရဲသားကျူးကျော်တဲတိုက်ကလေးတဲသို့ရောက်လာသူများကို စိတ်ဝင်စားသူမရှိမဟုတ်ပါစိတ်ဝင်စားသူများလည်းရှိပါသည်သူတို့ကျူးကျော်ရက်ွက်တဲထားရာအုတ်ခုံပေါ်တွင် လူတိတိယောက်ရောက်လာသည်နှင့်ထိုအနီးနားတဝိုက်ရှိလူမိုက်ကိုင်းများသည် အချို့သောအာနာပိုင်တို့၏ပူပေါင်းမှုဖြင့်ငွေညှိကြပါသည် ထို လူမိုက်ကိုင်းများမှာနာမည်ကျော်နေသည့် အီတလီအမေရိကန်လူမိုက်ကိုင်းထက်ပင်စောစွာပေါ်ပေါက်ခဲ့သည့်ပြည်တွင်းဖြင့်လူမိုက်ကိုင်းဖြစ်ပါသည် ကျူးကျော်ရက်ကွက်ကလေးထဲသို့ပြောင်းတော့မီဆိုသည်နှင့် ဟာစရီဘာထန်တို့အရက်ပုပုဂင်တူတူနှင့်ဘာမှန်းမသိသည့်လူတယောက်သူစီတို့ပေါက်လာသည် သူကသူထိုမြေကိုပိုင်သည့်တထေးဤကိုစလဲဟုပြောသည် တနည်းပြောရရင်ရက်ကွက်လူမိုက်ဖြစ်သည် ဒုက္ခသည်များအခြေချသည့်ကျူးကျော်ရက်ွက်တိုင်းမှလူလိုပင်လူမိုက်ကိုင်းကိုယ်စလဲများရှိသည်သူတို့ထံသို့ရောက်လာကြသည်သူတို့လက်ထဲတွင်ကျူးကျော်တဲများကိုဖျက်သိမ်းမိဖြစ်ကြောင်းဖော်ပြထားသည့်တရားဝင်နိုတစ်စာအစစ်များကိုကင်လာကြသည်ဤတွင်ကျူးကျော်တဲပိုင်ရှင်တို့အဖို့ပြဿနာရွေးစရာလမ်းနှလမ်းပေါ်လာသည်သက်ဆိုင်ရာတို့ကိုလှစင်ငှားခပေးရမည်လောသို့မဟုတ်မြေကွက်ကလေးကိုအပိုင်ဝယ်မည်လော ဟာစရီဘာသည်စတူယန်ပေ30မြသာရှိသည့်မြေကွက်ကလေးအတွက်တော့ဖိုးအဖြစ်ငွေ90ပေးလိုက်ရပြီးငှားခါဖြင့်ကြိုတွင်၍တလ20ပေးရသည်သွေးဆုပ်သမားများသည်သူတို့ထံမှငှားခါနှင့်လူနေခွန်ကောက်ရုံမြသာမကသည်သူကျူးကျော်ရက်ကွက်ကကိစ္စမှန်သမျှကိုလည်းသူတို့ကလဝကြီးအုပ်၍ချုပ်ကင်ထားကြသည်လူမိုက်ကိုင်းသည် ထိုရက်ကွက်ကလေးတွင်တူဦးသေးသောအာနာပိုင်ဖြစ်ရာ ထိုရက်ွက်တွင် လူကြီးလှုပ်လင်လဲသူတို့ပင်လင်လူကြီးဖြစ်ကြသည်ဟုတ်တလောက်တော့လဲဟုတ်သည် လူမိုင်းများသည် အရက်ထဲတွင်ရံဖြစ်လျင် ဖြန့်ပြေးပေးတတ်သည်ရွေးကောက်ပွဲနာနီးလျင်သူတို့အတွက်ရိတ်ခါခွဲတန်းကပြားများရအောင်လှုပ်ပေးခြင်းရေပိုက်အဆက်ကိုဖြုတ်ပေးခြင်းဖျားချောင်းဆောက်လှုပ်ပေးခြင်းကလေးကိုအစိုးရကြောင်းတွင် ထားခွင့်ရအောင်လှုပ်ပေးခြင်းစသည်တို့ကိုဆောင်ရွက်ပေးတတ်သည်သောမီအောင်အာနာဆက်တရားဝင်မဝင်ဆိုသည်ကိုမူသွားရမြင်လီနေ အာမခန်လီနှင့်အာခန်တီနှင့်ထိုလူမာရက်ဆက်စွာအပြစ်ပေးခံရတတ်သည် ကျူးကျော်တဲတိုက်များတွင် မကြခဏမိလောင်တတ်သည်တခါတရံတွင် ကျူးကျော်ရက်ွက်ကြီးတစ်ခုလုံးပြကြသွားတတ်သည်တခါတရံတွင်လည်းဓာတန်ရာဖြင့်သိဆုံးနေသောအလောင်းတလောင်းကိုတွေ့ရတတ်သည်တို့ဖြင့်စိတ်ရိပ်ကြီးကြသော အာနာရှင်စနစ်သည်ပုံတရံမျိုးမျိုးဖြင့်ကိုထင်ပြလေရှိသည်ဟာစရီဘာတို့ကျူးကျော်ရက်ွက်တွင်ဆိုလျှင်အမျိုးမျိုးသော လူမိုက်ကိုင်းမှ ကိုစလေများနေထိုင်ကြသည် ဆက်လို့ရေးစခန်းရက်ဖို့အမိုက်ပုံကျဆွရခြင်းစသည့်ယာယီနေရမျိုးတွင်ဆိုလျှင်လူမိုက်ကိုင်းများသည့်ထိုလုပ်ငန်းပိုင်ရှင်များမှတဆင့်အုပ်ချုပ်ကြသည် ထိုခါမျိုးတွင်ပိုင်ရှင်တို့သည်စည်ရဲသားများကိုများစွာအနိုင်ကျင့်ကြသည်စည်ရဲသားများမှလည်းဝန်းစာအတွက်သူတို့ကိုမိခိုနေရသဖြင့်အောင်းအီးတီးခံကြရသည်တချို့နေရာများတွင်လည်းလူမိုက်ကိုင်းများသည်ကော်မတီများအသင်းဖွဲ့များမှတဆင်အုပ်ဆိုးကြသည်အမှန်အားဖြင့်အသင်းဖွဲ့ကော်မတီစသည်တို့မှအကာအကွယ်မျှတာဖြစ်၏ဘာသာရေးအသင်းများ လူမျိုးရေးအဖွဲ့များနှင့်မြို့နယ်အသင်းများစသည်တို့ကလည်းကျူးကျော်ရက်ွက်များမှစီးရင်သားများကြားတဲ့သို့လူမိုက်ကိုင်းများအာနာဆက်တက်ရောက်နိုင်အောင်အခွင့်အလမ်းဖွင့်ပေးကြရသည်ထို့အခါများတွင် လူမိုက်ကိုင်းကိုယ်စားလှယ်များသည်ပို၍ဩစာကြီးလာကြကအိမ်တွင်ရေးလင်မယားကိစ္စသားသမီးရေးကိစ္စများကိုပင်ဝင်ရောက်ဆွတ်ဖက်လာခဲ့ကြသည် သူတို့သည်လူတယောက်ကိုပြစ်ဒဏ်မြင်၍မြင်မြပေးသင့်သည်ဟုသတ်မှတ်ကြသည်။ဘာသာရေးပွဲတော်များအတွက်အလူငွေကောက်ကြသည်။စိစက်ကြောင်းလန်းသည့်ကိစ္စများတွင်ပါဝင်လာကြသည်။လေမယားကွာရှင်းသည့်ကိစ္စများကိုဆုံးဖြတ်ကြသည်။ငွေစားသည့်ကိစ္စ၊အမွေကိစ္စ၊ဘာသာဝင်အဖြစ်မှ ထုတ်ပေသည့်ကိစ္စအစသဖြင့်ငွေသည့်ကိစ္စမှတည်သည့်ကိစ္စအထိအကုန်ပါလာကြသည်။သူတို့သဘောမကျလျင်မွတ်စလင်ဘာသာဝင်တယောက်အတွက်တင်းကျိုင်းမြင်နေရရဖို့ခက်သည်။ ဟိန္ဒူဘာသာဝင်တယောက်အတွက်မိတ္တကြိုခံရဖို့ခက်သည်သူတို့ကိုတတ်မှတ်ထားသည့်စကြေးပေးမှသာလျှင်ထိုကိစ္စများအလွယ်တကူပြီးမြောက်နိုင်သည်ဟာစရီဘာတို့မိသားစုသည်တညတနိုင်အမောင်ကိုခူကာပလက်ဖောင်းမှကျူးကျော်ရက်ွက်ထဲသို့ပြောင်းလာခဲ့ကြသည်သူတို့ရှိစုမဲစုပစ္စည်းကလေးများကိုလမ်းချပေါ်တို့တင်၍လမ်းချိုးမရောက်မီပင်နောက်ထပ်မိသားစုတစုသည်သူတို့နေရာကလေးကို သိမ်းပိုက်လိုက်လိမ့်မည် ရေအိမ်ထဲမှကိုဘတ်စကီးထွက်လာသည့်အခါတွင် ထိုရှုခင်းကိုလှမ်းမြင်လိုက်ရသည်အော်တန်များကိုကြားရပြီးနောက်ကလေးများနှင့်လူကြီးများသည်သူ့ထံသို့ပြေးလိုက်လာနေသည်ကိုကိုဘတ်စကီးမြင်လိုက်ရ၏။ကြောက်ခဲများဒုတ်တိုများစသည့်ပစ္စည်းမျိုးစုံတို့သည်ရေအင်းအနီးတစ်ဝိုက်သို့ မိုးသီးမိုးပေါက်များနှင့်ကျလာကြသည်။ကံကောင်း၍သာ သူ့ကိုမမှန်ခြင်းဖြစ်သည်။ကိုဘတ်စကီးသည်နောက်သို့ပြန်၍ခုန်လိုက်၏။ ထိုခါတွင်မှသူတို့တတွေပြစ်နေသည့်ပြစ်မှတ်ကို သူတွားတွေ့သည်အခြားမဟုတ်ဆုပ်ပြတ်တတ်နေသည့်အဝိစားတို့ကိုဝှက်ထားသည့်မြို့သမီးတယောက်သပင်ဖျို့ဖျဲမျက်နှာတွင် အိုးမဲတွေသွေးတွေဆွန့်ပေလျက်ထိုမြို့သမီး၏မျက်လုံးများသည်မုံတီးဆက်ဆုပ်သောအယောင်ဖြင့်ဝင်းဝင်းတောက်နေသည်သူပါဇက်သည်အမြုပ်တစီစီထွက်နေသည်အသားမရှိတော့သောလက်နှစ်ဖက်ကိုဝိကရန်ကဖြင့်ပါဇက်မှအယုတ်တအနတ္တတို့ကိုရည်ရွတ်နေသည် သူကဆဲလီလီလူအုပ်ကြီးကလည်းသူ့နောက်သို့တဲတဲမင်းမင်းလိုက်လေလီကျူးကျော်ရက်ွက်ကလေးတစ်ခုလုံးတွင်ရှိသည့်မြို့သိပ်ထားသောဒေါသတို့သည်ရုတ်တရက်ပောက်ကွဲထွက်လာသလိုဟုပင်ထင်ရသည် ဟုတ်သည်ဒုက္ခမျိုးတော်သည်ထွက်ပေါက်တစ်ခုတော့လိုနေပြီကိုဘတ်စကီးသည်သူ့ထံသို့ပြေးလာခဲ့ကာကန်ဆိုးသည့်အမျိုးသမီးကိုကယ်ဆယ်ရန်ကြိုးစားသည် တို့ရတွင်တယောက်ကသူ့ကိုလှမ်းဆွဲထားပြီးနောက်ဘက်သို့ပြန်တွန်းနေသည်လူအုပ်ကြီးမှာမြို့သမီးကိုမိလူမိခင်ဖြစ်နေလေပြီမိမတွေကဝိုင်းရွေအော်ပြီးအားပေးအမြောက်လုပ်နေကြသည်ထုံမြင့်ကွင်းကိုကြည့်ရသည်မှာကြောက်เสียကောင်းသည်ထိုစဉ်ဒုတ်တချောင်းကိုမြှောက်၍ထွက်လာသောစပင်ဖြူဖြူခတ်သေးသေးလူတယောက်ကိုကိုဘတ်စကီလှမ်းမြင်လိုက်၏ ထိုသူမှာမိမိတဲနှင့်မျက်စောင်းထိုးတွင်လက်ဖိရဆိုင်ဖွင့်နေသည့်ဟိန္ဒူအဖိုးကြီးဖြစ်သည်ဟိန္ဒူအဖိုးကြီးသည်တုတ်ကြီးကိုဝေယမ်းကာမြို့သမီးအနီးသို့လာပြီးနောက်သူဤပိန်လှီသော ကိုကလေးဖြင့်အကာအကွယ်ပေးရင်းလူအုပ်ကြီးကိုပြောနေသည်ဟဲ့ကောင်လေးဒီမိမကိုဘာမှမလုပ်ကြနဲ့ဖះအလိုတော်တိုင်းဖြစ်ပေစေတောင်းကျက်နေသောလူအုပ်သည်တွန့်သွားကာငြိမ်ကြသွား၏အော်တန်များအားလုံးသည်လည်းတိတ်ဆိတ်သွား၏ သူတို့မျိုးလုံးများအားလုံးသည်ဟိန္ဒူအဖိုးကြီးစီသို့ရောက်နေကြသည် ထိုခဏသည် စကတ်ပိုင်းမျှသာကြတော့လဲကိုဘာစကီးဤစိတ်တွင်မူတကဘာလောက်ကြသည်ဟုထင်မိသည် ထိုစဉ်လူအုပ်ကြီးထဲမှတယောက်သည်တမောင်တချောင်းကိုကင်ကအဖိုးကြီးအနီးသို့ကပ်လာသည်အနားသို့ရောက်သည်နှင့်လက်မှတမောင်ကိုလွှတ်ချလိုက်၏အဖိုးကြီး၏ခြေစုံကိုနှစ်ဖူးဖြင့်တိုက်ရင်းငို၏ထို့နောက်ထိုလူသည် မတ်တက်ထကလှည့်၍ပြန်ထွက်သွားသည် အခြားသူများကလည်းသူ့လိုပင်ဦးချကပြန်ထွက်သွားကြသည်မိနစ်ပိုင်းအတွင်း၌လူအုပ်ကြီးမရှိတော့ဟိန်းနူအဖိုးကြီးသည်စိတ်မနှံ့သောမိမစီသို့လျှောက်လာခဲ့၏အယူမသည်ထိုအဖိုးကြီးအားစိုက်ကြည့်နေသည်အဖိုးအိုသည်သူ့အင်ကြီးစားဖြင့်ထိုအယူမ၏မျက်နှာတွင်ပေးကြံနေသည့်သွေးစသွေးနာများကိုဖြင်းင်းစွာတုပ်ပေးသည်ထို့နောက်လဲကျနေသောအယူမကိုဆွဲထုတ်ပေးကာသူ့လက်ဖက်ဆိုင်ထဲသို့ခေါ်လာခဲ့လေသည် အတန်ကြာသည့်အခါမှပင် ကိုဘာစကီးသည်လပိဆိုင်ပိုင်ရှင်ဟိန္ဒူအဖိုးကြီးဆူရီးယားအကြောင်းကိုသိလာရခြင်းဖြစ်သည်လွန်ခဲ့တဲ့၃နှစ်တုန်းက ယခုလပိရေပကံများနှင့်လပိရေခရတို့ကိုကင်တွယ်နေသည့်အဖိုးကြီးစူရိယဤလက်များသည်ကြောက်ပင်းကြီးတစ်ခုပေါ်တွင်ပါလာသည့်ရှင်လုံးများကိုတစ်ဖက်ဖက်ဖြင့်ရိုက်၍အိုလုခဲ့ရသည်ကာလအတန်ကြာသည့်အခါတွင်အိုးထင်းသေးဤဘိန်းနှင့် သူ့လက်ချောင်းများကြားတွင်ထိုရှင်လုံးများသည်အိုးပုတ်ကလေးများခွက်များအိုးများပကံပြားများစီမီးခွက်များရေတကောင်းများကိုလှုပ်သည် တခတရံမင်္ဂလာဆောင်များအတွက်6ပေခန့်အမည်ရှိသည့်ရေတကောင်းကြီးများကိုပင်လှုပ်တက်သည်စူရိယသည်ဘီလီဂူရီမှအိုးတဲတူဖြစ်သည်ဘီလီဂူရီမှကလကတားမြောက်ဘက်မိုင်၁20ဝေးပြီးလူရည်တထောင်ခန့်ရှိသည့်ရွာကြီးတရွာဖြစ်သည်သူဘိုးဘေးများသည်လည်းအိုးတဲများဖြစ်ကြသည် ပုံနာနှင့်ငွေတိုးချေစားသူ ိုးသေးသည်ကြီးရွာတွင် အရေးပါသူတစ်ယောက်ဖြစ်သည်ဟိန္ဒူမိသားစုတိုင်းသည်နှစ်တိုင်းအခမ်းအနားတွေလှုပ်တက်သည်အခမ်းအနားလှုပ်တိုင်းလည်းအိုးတွေကိုခွဲကြရသည်ကလေးမျက်နှာမြင်လေလည်းလူလောကသို့ရောက်လာသူတဦးကိုကြိုဆိုသည့်အနေဖြင့်အိုးခွဲရသည်အာတုဘဖြစ်လေလည်းနောင်တမလွန်တွင်ရေအိုးနှင့်ထမင်းတို့အပြည့်စုံပါစေဆိုသည့်တဘောဖြင့်ရေအိုးကိုခွဲရသည် မင်္ဂလာဆောင်လင်းလဲသူတို့သမီးအိမ်တော်စုအနေဖြင့်သမီးငယ်တယောက်ကို ဆုံးရှုံးပြီဆိုသည့်သဘောဖြင့်အိုခွဲရသည်သူတို့သားအိမ်တော်အနေဖြင့်အိမ်တော်စုသားတယောက်မွေးဖွားလာသည်ဆိုသည့်သဘောဖြင့်အိုခွဲရသည်အမျိုးမျိုးသောပွဲတော်များတွင်လည်းအိုခွဲရသည်သည်နောက်ဒေဝတာများကကဘာမြေကြီးပေါ်တွင်အဆဆအရာရာကို အသိဖြစ်စေလိုသည့်ဆန္ဒရှိသဖြင့်ထို့သို့ရိုက်ခွဲရခြင်းဖြစ်သည် ခြုံ၍ပြောရလျင်အိန္ဒိယပြည်တွင်အိုးတဲတယောက်အတွက်အလုံးမရှိမှာကိုမပူရ။ဆူရိယတို့ရွာတွင်သူတို့အပြင် အခြားအိုးလုံးသမား9ဦးခန့်လည်းရှိသေး၏။သူတို့အိုးဆိုင်များကို ရွာလယ်ကကွက်လက်တွင် ဖွင့်ထားကြသည်။သူတို့အနားတွင်ဗဘဲစရာ၊လက်သမား၊ချင်းနှောင်းရက်သူ ငွေပရင်စီယာရကန်သမားဖနှက်ချုပ်သမားစပင်းညှက်စီယာစသူတို့လည်းရှိသည်စူရိယာဤအိုးဆိုင်တစ်ဖက်တစ်ချက်၌ကုန်းစုံဆိုင်ပိုင်ရှင်နှင့်မုတ်ဆိုင်ပိုင်ရှင်တို့ရှိသည်ရွာတွင် အလှတန်းပွဲတော်စသည်တို့လုပ်လျင် သူမုတ်ဆိုင်ကတကြားထက်ပို၍ချိုသည့်အချုံမုတ်တွေမပလျင်ပွဲမစီထို့နှင့်မိုးရသည့်အကုန်၌ သူတို့ဘီလီဂူရီရွာကလေးတွင်အဖြစ်ပြက်ကလေးတစ်ခု ပေါ်ပေါက်လာခဲ့သည်ထို့ကြောင့်ထိုစဉ်ကထိုအဖြစ်ပြက်ကလေးကိုမိသူမြသတိမပြုမိခဲ့ကြ တနေ့၌ရကန်းတေဤသားအကြီးဖြစ်သူအလျှော့သည် ကလကတားတွင်အလုတ်သွားလုတ်နေရမှရွာသို့ပြန်လာခဲ့သည်သူတွင်မိမဖို့ဝယ်လာသည့်ရဲရဲနီနီသော ပလတ်စတစ်ရေပုံးတစ်ပုံးပါလာခဲ့သည်သူတို့လိုခြောင်ကျသည့်ရွာကလေးတစ်ရွာတွင်ပလတ်စတစ်ပုံးကိုတစ်ခါမှမမြင်ဘူးသည် ပေါ်ပါ၍ပြုတ်ပြောင်းသောပလတ်စတစ်ပုံးသည်သူတို့အတွက်အထူးဆန်းဖြစ်နေသည်သူတို့တိုက်သည်ပလတ်စတစ်ပုံးကိုကင်ကြည့်ကြ၏ထိုပလတ်စတစ်ပုံးအသုံးဝင်ပုံးကိုပထမဆုံးသဘောပေါက်သူမှာကုံစုံဆိုင်ပိုင်ရှင်ဖြစ်သည် နောင်၃လအကြာတွင်မူသူကုံစုံဆိုင်တွင်အယောင်သွေးအမျိုးမျိုးအရွယ်စားမျိုးမျိုးရှိသောပလတ်စတစ်ပုံးတွေရောက်နေလေပြီအိုးများမြေပကံများဘူးချောက်များသည်ကြောင်တဲသို့ရောက်သွားကြလေပြီ။ ပလတ်စတစ်သည်ဈေးကွက်သည့်တကွက်ကို ရာသွားလိမ့်ပြီးဤတွင်ရွာထဲရှိအိုးတဲတို့သည် အကြီးအကျယ်ထိခိုက်ကြသည်စူရိယဤအိုးဆိုင်တွင်အိုးဝယ်သူတွေကျဲသွားသည်တနည်းမပြည့်မီတွင်စူရိယနှင့်သူသားနှစ်ယောက်သည် စီးပွားရေးကြက်တဲလာခဲ့သည်သားနှစ်ယောက်နှင့်သူတို့အိမ်တော်များမှ ရေကြီးရာမြင်းနုရာမြို့ကြီးများသို့ပြောင်းသွားကြပြီးဆူရီးယားသည်သူ့ရွာတွင်ကုတ်ကက်နေရန်ကြိုးစား၏ပလတ်စတစ်အဖျားရောဂါမရောက်သေးသည့်သူတို့ရွာနှင့်မိုင်30အကွာရှိရွာကလေးတစ်ရွာတွင်အိုးထိန်အလုပ်ကိုရသည်သူ့ရွာတွင်ပလတ်စတစ်ရောဂါပိုးသည်ပြန့်နှံ့လျက်ရှိရာအတန်ကြာသည့်အခါ၌ကထိုရွာသူရွာသားတို့မှလည်းပလတ်စတစ်ရောဂါကူးစက်သွားကြလိမ့်မည်ထို့နောက်ပြည်내အစိုးရက လကတားမှလုပ်ငန်းရှင်ကြီးတို့အားငွေထုတ်ချေးကပလတ်စတစ်ဆက်ယုံထောင်ခွင့်ပေးလိုက်၏နောက်တစ်နှစ်တွင်မူထိုဒေတာကဥသေးအလုံးချွတ်ချုံချသွားကြလိမ့်မည်စူရိယအဖို့ကလကတားသို့သွားရန်အလौရှာရန်မှ အပအခြားလမ်းမရှိတော့သူနှင့်အတူဇနီးတွေကိုလည်းခေါ်ခဲ့သည် တို့ရတွင်ဘန်းနာယောဂတဲ့သူစနီးမှာကလကတားမြို့ကြီး၏လေဒုညဉ့်ညံ့မှုတံကို မခံနိုင်ရှာရောက်၍တလခန့်အကြာမှာပင်သူတို့ခိတစကန်းချရာဖြစ်သည့်ကလကတားမြို့တော်ကြီး၏တခုသော ပလက်ဖောင်းပေါ်တွင်ဖွယ်လွန်အနေဆာရောက်သွားခဲ့သည်သူစနီးကိုခုကလေးမြေပေးရှိအခမဲ့တကြိုရသည့်တင်းချိုင်းတွင်တကြိုပြီးနောက်စူရိယသည်မြေပေးတွင်ရောင်လေလေဖြင့်ရှောင်နေသည် ဟောင်လာတရာကြီးမှတမိုင်ခန့်ဝေးသည့်မြေကမ်းပေးတွင်ရှင်များကိုခူးကာချင်းနှောင်းတတောင်းတဲ့တို့ထဲ့နေသည့်လူတယောက်ကိုသူလှမ်းမြင်သည်စူရိယသည် သူအနာသို့ရောက်သွားပြီးစကားပြောကြည့်၏ထိုလူမှာဒုက္ခမျိုးတော်အစွန်ရှိအိုးဆိုင်တစ်ခုတွင်အလုလုနေသူဖြစ်သည် သူတို့ဆိုင်မှလက်ကင်မပါသည့်လက်ဖက်ရည်ပကံများကိုထုတ်လုပ်သည်ဟု သိရသည်။နောက်တစ်ရက်တွင်စူရိယသည် အိုးဆိုင်ရှိအိုးထိန်ပြီးနောက်တွင်ထိုင်ရင်းမြေပကံလေးတွေလုပ်နေသည်ကို တွေ့ရသည်။သူတို့ဆိုင်ကဒုက္ခမျိုးတော်ရှိလက်ဖက်ဆိုင်များအားလုံးသို့လက်ဖက်ရည်ပကံများတွင်သည်။တနေ့တွင်လက်ဖက်ဆိုင်အလုသမားဖိုးကြီးသည်ဒုက္ခလေးတဲတွင် ကျိုးဆွဲချ၍တည်နေသည်ကို တွေ့ရသည်။စူရိယသည်အလုကျန်းကောင်းကောင်းမလုပ်နိုင်တော့။ ထို့ကြောင့်လက်ဖေးဆိုင်တို့သွားကသူ့ကိုအလုပ်ပေးရန်တောင်းသည် ဆိုင်ရှင်ကလည်းသူ့ကိုအလုပ်ပေးလိုက်၏ထိုချိန်မှစ၍စူရိယသည်လက်ဖေးဆိုင်ပိုင်ရှင်ဖြစ်လာခဲ့လေသည်သူမီးဖုံမှမိခိုးများသည်ရက်ွက်ကလေးတဲတွင် အမဲမှုန်နေသည့်တိုင်စည်ရင်းကောင်းသဖြင့်တရက်ွက်လုံးကသူ့အပေါ်ကြည်ဖြူကြသည် ကိုဘတ်စကီသည် ထိုရက်ွက်ကလေးတဲသို့ရောက်ပြီးမကြမီစူရိယသည် သူ့ထံသို့ရောက်လာခဲ့သည်ဟိန္ဒူအဖူးကြီးစူရိယသည် သူလက်နှစ်ဖက်ကိုရင်တွင်ရှက်ကသူတဲကလေးတဲသို့ဝင်လာခဲ့သည်အဖိုးကြီးပါဇက်မှသွားတွင်မရှိတော့သည့်တိုင်သူအပြုံးသည်နှွေးသွားစေသည်ကိုဘတ်စကီးကသူ့ကိုနေရာထိုင်ခင်းပေးသည်သူတို့နှစ်ယောက်သည်အတန်ကြာမျှရက်ကတယောက်ကိုတယောက်စိုက်ကြည့်နေကြသည်နောက်တိုင်းမှာဆိုရင်တော့တယောက်ကိုတယောက်တမန်ကရှန်ကာလောက်ပဲလှမ်းကြည့်လိုက်ကြတာပဲဒီအဖိုးကြီးရဲ့မျက်လုံးတွေကတော့သူ့ဝိညာဉ်ကိုဖွင့်ပြသွားသလိုပဲဟုနောင်တွင်ကိုပါစကီးကပြောသည် ဟိန္ဒူအဖိုးကြီးသည်10မိနစ်ခန့်ရနားနေပြီးနောက်ဦးကောင်းကိုညွှ၍တဲပြင်သို့ထွက်သွားသည်နောက်တနည်းတွင်လည်းထို့သူရောက်လာပြန်သည်ထို့သူပင်စကားတလုံးများမပြောဘဲရပ်ပြီးနောက်ပြန်ထွက်သွားသည်တတိယနေ့တွင်ကိုဘာစကီးမအောင်နိုင်တော့အဘဲကြောင့်စကားမပြောဘဲပြန်သွားရသည်နည်းဟုအချိုးချောင်းမေးကြည့်သည်ဆရာကြီးဟာသူတော်ကောင်းမဟုတ်လားသူတော်ကောင်းနေရှိမှစကားလုံးတွေကို ပြောဖို့မလိုပါဘူးဤသို့ဖြင့် တို့နှစ်ယောက်ဒီမိတ်ဆွေများဖြစ်လာခဲ့ကြသည် ဟုတ်ကဲ့ပါရှင်ဒုက္ခမျိုးတော့အပိုင်း26ခုအဆုံးထိနားဆင်အားပေးခဲ့ကြတဲ့တော်လံပြည်သူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်